ကျောက်တလုံးကြီးမြို့နိုင်စာဘက်ရှိန်မြင့်တင်ရေးအသိပညာပေးနေရန်ကဆာဆောင်ပြသတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးခရိုင်ကျောက်တလုံးကြီးမြို့နိုင်လူငယ်များနှင့်ပြည်သူများစာဖတ်သည့်အလေးကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍စာဘက်ရှိန်မြင့်တင်ရေးအသိပညာပေးနေရန်ကဆာဆောင်ကိုယနေ့နေ့9နာရီခွဲကပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနလူမှုအခြေပြုဘဟုဌာန community center တွင်ပြသခဲ့ပါတယ်။ အဆိုပါအသိပညာပေးနေရန်ကတ်စာဆောင်တွင်စာဖတ်ခြင်း၏အကျိုးကျေးဇူးများ စာပေ၏တန်ဖိုးအသိပညာတိုးတက်စေခြင်းမှတ်ဖွယ်မှတ်ရစာပေများစသည်တို့ကိုထည့်သွင်းပြသထားကြောင်းနှင့်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနအနေဖြင့်အထိမ့်မတ်နေများအသိပညာပေးအကြောင်းအရာများကိုကျောင်းသားကျောင်းသူလူငယ်များပြည်သူများပုံမူသိရှိစေရေးအသိပညာပေးလုပ်ငန်းများဖြင့်စင်စဲမပြတ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်ခမညာ